်ချင်းမှာကျမမိန်းကလေးစုမတယောက်အကြံလေးလေးယောက်အထက်ကလူတွေကပြောတောင်းဆိုအောင်နော်ကျမတို့တင်တန်းသားလေနော်အဲ့ဒါရှေ့တန်းသွားခိုင်းအောင်ဆိုမှယောက်ျားလေးတွေကသွားမိန်းကလေးတွေကြောင်းဆောင်ခိုင်းတာနောက်တစ်ခါတော့သူတို့ကရှစ်တက်မတော်တော့တင်တန်းကိုပဲစုံးအောင်တက်ခိုင်းမယ်ဆိုမှအားလုံးပေါင်းလိုက်တော့တင်တန်းဆိုတက်ရတာရှစ်လကိုလာတော့ပေါ့အဲ့လိုပေါ့အပစင်ကသူ့ပေါ်အဲ့တပွင့်အဲ့လိုပဲကျမညီးပြလောက်တယ်ညီးပြလောက်ဆိုတော့ကျမအခု စီယာအကူပေါ့နော်အကူအကူလောက်ပေးရခိုးကျမသူ့ဘူရပြီးရနောက်ပိုင်းတာဝန်ထမ်းဆောင်နေရတဲ့နေရာမှာဆိုရင်လည်းချမ်းဆိုရင်ကျမတယောက်ပေါ့ကျွန်တော်လိုကချင်လိုမျိုးတွေပဲမပြောပါတာဆိုရင်လည်းပုတ်တပါတာဆိုရင်လည်းကျမတယောက်ပဲလေအဲ့မှာနေရဆိုကျွန်တော်လိုခရီးရနေပဲလေဒါလည်းမပြောဘူးကွာသူများလိုတော့တွားလဲတွားတွားလာတွားတွားလာလာပေါ့တကယ်ချင်းတွေတွားတွားလာလာလို့ရရကွာအခွင့်ရရအများကြီးကိုကတော့ဟိုမှာနေမပါအခွင့်ရမှမရဘူးကွာ အမ်ဒါကြောင့်မပြောနေလည်းမနေချင်ဘူးဒီတိုင်းထပြေးရှင်တဲ့လူတွေလည်းကျွန်တော်လိုပဲအများကြီးရှိပါတယ်ဒါပေမဲ့အခွင့်အရေးမတားခဲ့လို့တို့ဒီတိုင်းရင်ထဲမှာပဲတင်ထားတဲ့လူတွေလည်းအများကြီးရှိပါတယ်လူမျိုးခွဲခြားဆက်ဆံတဲ့ဒါတွေလည်းရှိပါတယ်လဝောင်နေလီချူးတွေဆိုတို့လုံလုံကိုနေထားပါတယ်လဝောင်ဆိုဗမာဖြူလို့တို့နာမည်ပေးထားရှိပါတယ်အရှိတမ်းမှာအများစုကတော့တိုင်းရင်သားတွေများပါတယ်စီမတိုက်ချင်မှုဆိုတို့ အရင်တတိပေးတတိပေးပြီးတော့တေပြောလို့မရတော့ဘူးဆိုရင်တိုက်ချက်ကြီးနော်နော်တတ်ခိုင်းတာဗျာတေစိတ်မထွက်ချင်တဲ့လူတွေဆိုပေါ့ရင်းချောက်လက်နဲ့ကြီးကုန်းအနောက်မှာဝေယုံတော့ဆိုရရှိပါတယ်အမှတေလူတတ်ခဲ့ရတယ်လည်းအများကြီးရှိပါတယ်ဗျာမိရင်လည်းဖုံးနေဆိုင်ခဲ့တဲ့အကုန်သိမ့်ယူထားမှနောက်ပြန်ကျိုးတော့မှကုန်းပေါ်ခေါ်လာမှဒူထောက်ခိုင်းမပဝါနီတပ်မတခါရဲတတ်တယ်ဗျာတိုင်းနေရာတက်ခဲကဲနဲ့တွေ့မှ လူမှုမိုင်းထောင်တာသူကလမ်းရဲ့ပညာမှာထောင်တာဗျကျွန်တော်အလင်းဝင်လာတဲ့ချိန်တာလို့ကြီးရောက်တဲ့အခါပြည်သူစစ်ကောင်းဆောင်တဲ့အဘတွေတိုင်းမှုတွေကျွန်တော်ကြိုဆိုပါတယ်လက်ဆွဲနှုတ်ဆက်မှာဒီလိုတိုင်းသားတယောက်အလင်းဝင်လာတာကျွန်တော်တို့အတွက်ဂုဏ်ယူစရာပဲဆိုမှကျွန်တော်လက်ဆွဲနှုတ်ဆက်ပြီးမှတို့တာလို့ကြီးစစ်တပ်တဲ့ခေါ်သွားပါတယ်လက်ဖေးဆိုင်မှာကျွန်တော်လူအများကြီးနဲ့ကျွန်တော်ကြိုဆိုပါတယ်ကျွန်တော်တို့ညမှာတော့ဖမ်းပြီးဒေတာခံလက်ဖိုက်ကလူတွေဖြစ်တယ် ကောင်းဆောင်တော့ကျွန်တော်ပေတူပေဝါဆိုရမတိပါဘူးနောက်ကနေလက်ကန်အန်အန်ဆွေပြမကျွန်တော်ကိုထိုးကြည့်တာလေးငါချက်လောက်ရှိပါတယ်ဟိုထောက်ကပါတော့တော့နှစ်ယောက်ကျွန်တော်ဟိုရဲ့ကစုံကျေရောကကျွန်တော်ရဲ့အတူပါတဲ့ပုံကျုံကစုံပုံကျုံကိုခေါ်တယ်အေးကျွန်တော်တို့တုံးယောက်နနစ်ကျော်တော့ဝန်ထန်းဆောင်ခေရတဲ့အချိန်မှာတော့ကျွန်တော်တို့ကိုမိုင်းနေဟိုဘက် တမခတိပြေရတော့ပူခိုင်ပါတယ်ခန့်ကျေပါအတိတော့ပူတချင်းတို့ရှိပါတယ်ဆန်ကတော့ဒီတိုက်ကူတုံမှာပုံပြီးမှတတတင်းလုံးအလုံးဟုံးဒီတိုက်ထုတ်စားနေပါတယ်စားနေလာစားကတော့တတောင်း9000တခါကျေတော့ခင်ဖူးကတော့တတောင်းလို့တမထားပါတယ်ကြည်အိကချင်းလင်းနဲ့ကင်အဖွဲရဲ့အတင်းအဓမ္မလူသစ်စုဆောင်ခံရပြီးအသက်လူထွက်ပြေးလွံ့မြောက်လာသူများကလည်းသူတို့ရဲ့အတွေ့အကြုံကိုခုလိုပဲပြောပြခဲ့ပါရရှင် ကျွန်တော်စပားရိတ်နေတဲ့ချိန်မှာဆလံကဘာလာဝါနဲ့အဖွဲကကျွန်တော်တို့အမျိုးလက်ခေါ်ပါဗောလေအဲမျိုးဖန်စီခေါ်ဆောင်ရှင်းခါရတယ်ဟိုရောက်တော့ကျွန်တော်တို့ဆံပိုးရတယ်ကျွန်တော်တို့အလုတ်ကင်ကဆံပိုးရလဲဝါခုတ်ရလဲသမီးရှဲ့ဒါတော့ပုံမှန်ကျွန်တော်တို့ရဲ့အလုတ်ဒီလိုမျိုးဖြစ်တယ်ဗာလေအခုကျွန်တော်ပြန်မိတဲ့အခါခံရပါတယ်ကျုပ်ရှိတုတ်ထားလဲသမီးနေရအငတ်ခံရတယ်အဲမျိုးလို့ရှိပါတယ်ဟိုမှာနေရတာမပြောပါဘူးမပြောဆိုတော့တို့ညီမနေဆံမှုလူမျိုးခွဲခွဲရှားဆက်ဆံမှုအဲ့ပုံမှာ ေထိုင်ရအစမပြေတဲ့အတွက်ကျွန်တော်ဖြတ်ပြရနမ်ဒီမှာပွဲသွားကြည့်နေသူလာမှတွေ့မှာခေါ်လာပြောခဏလိုက်ခဲ့ဦးဆိုမှခေါ်လာကျွန်တော်လည်းဘာမသိဘူးညာရှာလို့ဘာလို့ ਨੇ ခေါ်လာလမ်းရောက်မှသိရတခါလဲတတ်တယ်ခေါ်လာမကျွန်တော်နေရတော့တို့မှာခြံခတ်ကနေရအမခြံခတ်ကကျွန်တော်အရောက်နေဆဲလို့ရှိရတို့မှာခြံခတ်အမအမပဲနေရစားပြင်းလို့မထွက်ရဘူးတို့ဘာလုပ်လဲဆိုဟိုမှာတို့ခွဲရရှိတယ်အာမီနဲ့ကျွန်တော်ပြောမစိုးချင်လို့ပြီးလို့စစ်ပေါ့ကျွန်တော်အပြင်ထွက်လို့မရအပြင်ထွက်မယ်အပြင်ထွက်ရင်ကျွန်တော်တန်းခတ်မယ်တန်းအဲ့လိုအဲ့ကြောင့်ကျွန်တော်အပြင်လည်းမထွက်ရဘူးတင်ငယ်ချင်းတယောက် 就水内人嘛，你要啊么特别不张杰了么？咱们都话南南郊那标价嘛，嘛标那标标价应该嘛，加多少都能再看下。ကရီကချင်တပ်ဖွဲ့အတွင်းမှလည်းလူမျိုးရေးခွဲခြားဆက်ဆံခြင်းအတရားဓမ္မစစ်စခဲများကိုဆီလုခြင်းညှဉ်းပန်းတပ်ဖြတ်ခြင်းတို့ကြောင့်စိတ်ထဲကြဆင်းနေသူအများပြားရှိနေကြောင်းကိုလည်းအခုလိုပဲပြောပြခဲ့ပါတယ်ရှင်။လမ်းပြလမ်းခဏပဲပြပေးပါလို့ပြလာခေါ်တာ။အဲ့ဒါတိုက်ရင်တစ်ဆယ်ရောက်တယ်နဲ့ပြန်မလွတ်ပေးဘူး။ တိုင်းရင်းစေကနဲ့လိုက်စားဖို့လိုက်စားမှတပတ်ပဲတော့နေတယ်။နောက်ပြီးဟို30နှစ်အမတ်6ကိုပြန်ပူလိုက်။အမလုံးလုံးခိုင်းကတုတ်ချင်းသူအလုံးကျန်နေပဲလို့သူကရိုက်ပေးတာ။အရရမခံချင်ဘူး။အမေတော့တစ်ချက်မှမရိုက်ဘူး။သမီးနဲ့ဟဲ့နဲ့ကျွေးရတဲ့အစင်မပြေ။စားတော့အစင်မပြေလို့သမီးလည်းဘာမှလည်းမစားရဘူး။ဆက်ပြေးဖို့အချင်းချင်းစဉ်းစားတယ်။ကြောက်လို့မပြေရဘူး။သူကတက်မလို့ပြောတာ။ဒါကျွန်တော်က တိုင်တက်လို့တခါပြေးပြေးလာခဲ့တယ်။စံထန်းကူပါလို့ညာခေါ်ပြီးတော့ခေါ်ရပါတယ်။ကျွန်တော်ကနေအမစံထန်းလက်ကူတော့ပေါ့အဲ့ဒီကနေပေါ့ငါတို့အရက်ဝင်းနဲ့ပြန်ရင်၃ရောက်ပါလာတယ်။လာတဲ့ခါမှာကျွန်တော်ပြောအမကျွန်တော်လည်းတထန်းကူရိုးစပုံးနဲ့တော့တငယ်ချင်းကိုလာရတထန်းကူလေ။ကိုကနေပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ခန့်ကြတော့စင်းလာတယ်။တရားမှမလှုပ်နဲ့လို့ပြောတာ။ကျွန်တော်အမဆက်လိုက်ပေါ်တယ်မလှုပ်ဒါလေးငြိမ်းရတော့တိုင်ရင်ခွန်ရောက်ခဲ့ပါတယ်။တိုင်ရင်ခွန်ရောက်တဲ့ချိန်မှာကျွန်တော်ကျိုးနဲ့လည်းတုတ်ခဲ့တယ်။တော် ဝါညက်ဝါနေဘောနော်၆ပေါက်လို့ညက်ပြီးတော့ထားခဲ့တာပါတလကျော်တော့ညီခဲ့ရပါတယ်အဲဒီတော့ကန်ထွန်းကြီးကတော့၁၂လပိုင်းမှာပြီးခဲ့ပါတယ်၄၅ရက်ထွန်းကြီးဖွင့်ခဲ့တယ်တလန်းတော်ရဲ့ရှင်ကတော့ကျွန်တော်ကတယောက်တည်းပေါ့ဗမာပေါ့သူတို့ကရှင်က၃လောက်ပါပါအဲ့မှာရာကန်ဘူတယောက်ဦးစီးရဲ့အဲ့မှာကျွန်တော်ဝါမျိုးကျုံးနဲ့တုတ်ပြီးဝါမျိုးနှိမ့်ခမ်းတာအဲ့မှာလည်းကျွန်တော်ကန်ကြီးရဲ့စပေါ်တာအလုံးဖွဲ့လိုက်နိုင်ကျင်နေဆုံးတော့တီးလိုက်ရတယ်ဆဆအေးရဒုက္ခရောက်တယ်နုံလုံးပါတာပေါ့ရိတ်ခါပဲဖြစ်ပတ်စံပဲဖြစ်ကျွန်တော် ွစုံဆိုလည်းဘာမှကျွန်တော်တို့မှစားရမီနေတာမရှိနဲ့လူမျိုးကွဲဆိုလေးလေခန်းနေတယ်ပဲဆိုကျွန်တော်အိတ်နေတော့မျက်နှာလေးလာကန်ပါတယ်ကန်တဲ့ခါကျတော့ကျွန်တော်ဘိုးကြီးကိုတိုင်တာပေါ့ဘိုးကြီးကျွန်တော်ဒီလိုအနိုင်ကျင့်နေဆိုအရမူးနေရပဲကွာတဲ့သူဘာတိမှန်မသိလို့လောက်တာပေါ့လို့ပြောခါကျွန်တော်ကအရေးတမှာဆိုတော့အရေးယူပေးရမှာပေါ့ထောက်လန်းကြီးဆိုပြီးကျွန်တော်ဘယ်လိုလောက်ခဲ့လဲဆိုတော့သူစင်အိုဒီမရုပ်ပြီးဆိုတာတော်တော်လေးဆက်တဲ့အမျိုးကအဲ့လိုမျိုးမြုပ်ရေဖြော်ပြီးထောင်းတိုက်ပြီးပြဿနာကျွန်တော်ချောင်းပြီးกินမိတာတို့လောက်မိနေ ရှုပ်ပေးတာဒါမျိုးကြီးလည်းလုပ်ခဲ့ပါတယ်နော်တချို့ကြောက်လည်းဂီတာကျိုးနဲ့တုတ်တာတို့အဲတို့ဂီတာကျိုးတကျိုးနဲ့တုတ်ပြီးသူထက်လူမျိုးတည်တာတော့နှစ်ယောက်သုံးယောက်လည်းတွေ့ခဲ့ပါတယ်ဘီလိုလီဆူးတွေလောဝန်ကြီးကိုလုံးမနော်ကျွန်တော်တို့အဲ့လိုတို့ကရှင်လူမျိုးမှမဟုတ်ဘူးဆိုရင်တော့ဒီလိုပဲခံကြပါပဲလူသေးစုတဲ့ခါမှာတော့တို့ဒီဒိန်တာဖြည့်ရေးဆိုပြီးသွားတဲ့ချိန်မှာရွှေမော်ဒီမှာညကင်း၁၂နာရီလောက်မှဝင်ပါတယ်အဲ့ဒီချိန်မှာတော့ဘယ်လိုဝင်လဲဆိုရင်အကုန်လုံးမိမယောက်ျားမကျန်းဒီ၁၀နှစ်လောက်ကလေးရစအကုန်လုံးဆွဲဆွဲကြပါတယ် ကျိုးနဲ့တုတ်ကြပါတယ်နော်ဗျာနှစ်ယောက်ကိုလက်ထိတ်တဝင်းမင်းကလေးဆိုရင်နှစ်ယောက်ကိုလက်ထိတ်တဝင်းခတ်တယ်ဘယ်လိုမိမဆိုရင်လည်းကလေးရှိရှိပါရှိယောက်ျားရှိရှိပါရှိသူကအကုန်လုံးခေါ်ပါတယ်သူတို့တိုင်ရင်ရောက်လို့ချင်းလည်းဗမာပဲဖြစ်ဖြစ်ကရှင်ပဲဖြစ်ဖြစ်ဖက်လို့ဖက်စီလည်းအရန်လောက်ကြပါတယ်သူတို့ဇီလိုစက်ကြီးကောက်တဲ့အနေထားဆိုရင်လည်းသူတို့ဘယ်လိုလဲရှေးဖောင်းတစ်ဖောင်းတစ်လဆိုရင်300 400တိအောင်ကောက်တယ်အလူရိတ်ခါတွေသူတို့ရိတ်ခါကြတော့ရွာတွေမှာမပေးချင်ပေးချင်တော့မသိဘူးငါးလောက်ဆန်းချစ်ပြီပေါ့ဆန်းချစ်ပြီနဲ့စားတပိတ်တာ တောင်းပါတယ်တချို့လူတွေမတက်နိုင်တဲ့လူတွေကြတော့လူခေါ်တဲ့အဲ့ဒီလူခေါ်ပြအဲ့လိုရိုက်နှက်ထားတော့ပါလို့လုံးကြပါအပြစ်ပေးတာတို့အဲ့လိုလုပ်ပါတယ်ဖတ်ပြီးတဲ့လူရှိလို့ရှင်နေအတိတခါလေးပြစ်တက်တာတွေ့ရပါတယ်ဒီလိုရောက်တဲ့အချိန်မှာတော့ဘူကြီးတွေရောတရင်မှုတွေရောကျွန်တော်လီလီတသားနဲ့ဝန်တော်မင်းသားကြိုဆိုကြပါတယ်ကျွန်တော်အရင်နဲ့ကြီးနေပါတယ်